မင်္ဂလာနနက်ခင်ပါဂျေစုဘီယူနာမြတ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နဲ့နေတော်ရဲ့ပူချိန်ကတော့28ဒီဂရီရှိပြီးတော့31ဒီဂရီရှိတယ်လို့ခန်းစားရရှိနိုင်ပါတယ်လေထုရည်သွေးကအတင်းတင်းရှိပါမယ်နေ့လယ်နေ့ခင်းနေ့မှာတိမ်တင်းတင်းရှိနိုင်ပြီးတော့မှမြင့်ဆုံးပူချိန်38ဒီဂရီထိရှိပါမယ်အဲအတွက်ကြောင့်အပြင်ထွက်တဲ့သူတွေအနေနဲ့ ရာသီဥတုပူချိန်ကိုသတိထားပြီးမှဖျက်ချဖို့ရန်ဖြစ်ပါတယ်။နေ့စဉ်ဝိပုခြင်းလင်းပြမေလ၈ရက်ဇာတာပတိနေ့2025ခရစ်တော်ဤတရားကိုမြစ်တာစိတ်နှင့်ဟောပြောကြ၏။ဒီကချက်ဖိလိပိဩဝါဒစာမခွန်အားယူစရာများ အပိုင်းနှင့်ဖျက်ရန်ကြံချက်ဖိလိပိဩဝါဒစာခန်းကြီး၁ခန်းငယ်၁၂မှ၁၈ဤကိုယ်တို့ငါ၌ရောက်တော်အမှုရာတို့သည် ဧဝံဂေလိတရားကိုမမြစ်တားသည်သာမက ကျူးစုရာဖြစ်သည်ဟုသင်တို့သိစေခြင်းကငါလိုရှိ၏ထို့သို့သောအားဖြင့်ခရစ်တော်ကြောင့်ငါခံရသောချီနှောင်ခြင်းအမှုရာသည်နန်းတော်၌အနှံ့ပြားထင်ရှားသည်သာမကခတ်သိမ်းသောအရာ၌ထင်ရှား၏သခင်ပြား၌ညီကိုများတို့သည်ငါခံရသောချီနှောင်ခြင်းကြောင့်ယုံမားသောစိတ်နှင့်ကင်းလွတ်၍ကြောက်ရွံ့ခြင်းမရှိဘဲနှုတ်ကပတ်တရားတော်ကိုတာ၍ဟောပြောဝင်ကြ၏ လူချိုးတို့သည်ယူစုရန်တွေ့ကျင်သောသဘောနှင့်ခရစ်တော်၏တရားကို ဟောပြောကြ၏အချို့တို့သည်စေတနာစိတ်နှင့်ဟောပြောကြ၏ငါသည်ဧဝံဂေလိတရားကိုထောက်မဖို့ရန်ခန့်ထားတော်သူဖြစ်ကြောင်းကိုဤသူတို့သည်သိ၍ခရစ်တော်၏တရားကိုမြတ်တာစိတ်နှင့်ဟောပြောကြ၏ထိုသူတို့သည်ကြည်ပြူသောစိတ်မရှိခြေနှောင်ခြင်းကိုငါခံရသည်တွင်သာ၍စင်းရဲစေမည်ဟုအကြံရှိ၍ရန်တွေ့ကျင်သောစိတ်နှင့် ဟောပြောကြ၏ ရှင်ပေတရုဩဝါဒစာပထမဆုံးခန်းကြီး1ခန်းငယ်25ခါဝရပြာဤနှုတ်ကပတ်တရားမူကကာလအစဉ်မြဲတည်ဤထိုနှုတ်ကပတ်တော်သည်တင်တို့အားဟောပြောသောဧဝံဂေလိတရားဖြစ်သည်ရှင်ဘောလူသည်ဖိလိပ္ပိမြို့မှရှိတဲ့ယုံကြည်သူတွေကိုနှုတ်ဆက်ပြီးတော့မှသူတို့အတွက်ဆုတောင်းပေးခြင်းယေရှုတော်ချီးမွမ်းခြင်းတွေကိုပြောပြတဲ့နောက်ပိုင်းမှာသူ့ရဲ့လက်ရှိခြေနေကိုသူရှင်းပြတယ်အထူးသဖြင့်သူ့ရဲ့အချင်းချခံရခြင်းဟာ ဒီဧဝံဂေလိတရားကိုမမြတ်တာပဲနဲ့ပြုစုပြိုးထောင်ရအောင်ရောက်တယ်ဆိုတာကိုဖော်ပြတယ်။ဆိုလိုတာကသူသည်ဒုစရိုက်မှုနဲ့ကျဉ်းကျခံရတာမဟုတ်ဘူး။မြင့်မြတ်တဲ့ခရစ်တော်ရဲ့ဧဝံဂေလိတရားကြောင့်ကျဉ်းကျခံရခြင်းဖြစ်တယ်လို့အဲ့လိုမျိုးကျဉ်းကျခြင်းကြောင့်လေနန်းတော်ရဲမှာတော့မှသူ့ရဲ့တည်င်းဟာနှံ့ပြပြီးတော့မှအဲ့ဒီအကြောင်းအရာတွေကိုဆွေးနွေးနေကြတယ်။အဲ့ဒါကလည်းဧဝံဂေလိတရားကိုဟောပြောဖို့အကြောင်းအရာတစ်ခုဖြစ်တယ်ဆိုတာကို ရှင်ဘောလူ နားလည်တယ်လို့ ဖိလစ်ပိမြို့မှာရှိတဲ့ဒုံကျည်သူတွေကလည်းနားလည်စေခြင်းလို့ဖြစ်ပါတယ်။အဲဒါကြောင့်မလို့သူ့ကိုအေဝံဂေလိတရားကြောင့်ကျင်းချထားခြင်းချုံနောင်ထားခြင်းဟာတခြားအေဝံဂေလိဟောပြောတဲ့ဆရာတွေအတွက်အဟံတံဖြစ်စေပဲနဲ့သူတို့တွေပိုးပြုံးမှရေးရင်းနဲ့နှုတ်ကပတ်တရားတော်ကိုဟောပြောလာကြတယ်ဆိုတာကို တွေ့ရတယ်။ဒါပေမဲ့အဲ့လိုအင်္ဂလိပ်တရားကိုဟောတဲ့သူတွေမှာပဲအဖွဲနှစ်ဖွဲရှိတယ်။တချို့တွေကတော့ထောင်လွားပြီးတော့မှဉာဏ်တွေးခြင်းနဲ့စိတ် ယူဇူရဲစိတ်နဲ့ပြောတယ်တချို့တွေကတော့စေတနာစိတ်တန်းတန်းပြက်နဲ့ဟောပြောတယ်ဆိုတာကိုတွေ့ရတယ်။အဲ့လိုမေတ္တာစိတ်နဲ့ဟောပြောတဲ့သူတွေကတော့ရှင်ဘောလူတွေအထောက်အကူဖြစ်စေတယ်။ရှင်ဘောလူကဘာလုပ်လဲဆိုတာကိုလည်းသိရှိပြီးတော့မှစေတနာစိတ်နဲ့ဟောပြောကြခြင်းဖြစ်တယ်။တချို့တွေကတော့ကြည်ပြူတဲ့စိတ်မရှိဘူး။သူချီနှောင်ခြင်းခံရတဲ့ချိန်မှာ သူထောင်ထဲမှာကြားတဲ့အခါမှာပိုပြီးတော့မှဆင်းရဲဒုက္ခရောက်စေဖို့ရန်အတွက်အပြင်မှာရုံရင်းစံခတ်ဖြစ်အောင်ရည်ရွယ်ချက်ရှိရှိနဲ့ ဟောပြောကြတဲ့သူတွေရှိတယ်ဆိုတာကိုသူတွင်တင်ညွှန်ကြားပါတယ်အဲ့တော့ကျွန်တော်တက်တာမှာလဲခရစ်တော်ရဲ့အင်္ဂလိပ်တရားကိုဟောပြောရမှန်ပေမဲ့ပဋိပက္ခတွေကိုရှောင်ရှားဖို့ရန်လိုတဲ့တက်တနာတွေမကြီးထွားအောင်ကိုကြောင့်ခက်ခဲမရှိအောင်စင်ကြင်ဖို့ရန်ဖြစ်တယ်။ကိုကြောင့်အင်္ဂလိပ်တရားဟာရင်ဝတ်စွာနဲ့မေတ္တာစိတ်နဲ့ဟောပြောဖို့ရန်အထူးအရေးတကြီးလိုအပ်ပါလေ။ဆုတောင်းကြပါစို့။မေတ္တာရှင်သခင်သာရမြတ်စွာဘုရားသခင် ဒီမနေ့ခရင်သစ်အတွက်ကိုရောကိုယေရှုတင်ပါတယ်ဒီမနေ့ခရင်သစ်မှာဒုထရှင်သင်ရတဲ့ခွင်ခြေတော်ရင်ကိုတိုးဝင်ခြင်းကရတဲ့ခွင်ကိုကိုရောရှင်ပြင်ဆင်ပေးတဲ့အတွက်ယေရှုတော်ကိုချီးမွမ်းပါတယ်ရစ်ပြောဟိတ်များသဖွယ်မနေ့စောစောဆုတောင်းခြင်းပတနာရစ်ကိုနတ်နာပေါင်းနဲ့ပူဇော်ဒီလိုမျိုးသားမျိုးတင်လို့ပူဇော်ရတဲ့အတွက်ကိုရောကိုယေရှုတင်ပါတယ်အထူးသဖြင့်သာသမီမြန်မာနိုင်ငံတော်ကြီးအတွက်ဆုတောင်းခြင်းကိုကိုရောထံသို့တော်သူ ဆက်တာပါတယ်ကိုရရှင်အရှင်ယူတော်မူပါကိုရရှင်သိမှတ်တော်မူပါကိုရရှင်ပြင်ဆင်တော်မူပါကောင်းကြီးပေးပါမာပြည့်ကြီးမြန်းဆုံးလွတ်လပ်ဖို့ငြိမ်းချမ်းဖို့တာယာဖို့ကိုရရှင်ပြင်ဆင်ကောင်းကြီးပေးသလိုအဒီနာချင်းနိုင်ငံတွေလည်းရင်ဝတ်ချင်းချမ်းသာခြင်းရှိစေဖို့မာစားတော်မူပါစစ်မဲ့ဘေးဒဏ်တွေဆမ်းဖြစ်စေဖို့ဖြစ်တဲ့ဟာတွေကိုလည်းအမြန်ဆုံးထိန်းချုပ်နိုင်ဖို့ကိုရရှင်ပြင်ဆင်ကောင်းကြီးပေးသနာတော်မူပါ ကဘာမိုးမြေဆက်ကြဝလာအလုံးကိုဖန်ဆင်းပိုင်သာပြီးတောတောင်ရေမြေကြောက်လွာဒီအလုံးကိုဖန်ဆင်းပိုင်သာတော်ဘုရားသခင်ငလင်နေထပ်ပြမမလုတ်ပြီးစေဖို့လေကိုရရှင်ကိုရရှင်ထိန်ချုပ်ပေးသောပေးသနာရမှုပါကိုရရှင်ထိန်ချုပ်ရင်ရမယ်လို့တရားမြွန်ကြီးလက်တိမပြူလက်တရားမြို့တောင်းလျှောက်ပါရယ်မကြခင်လဲမိုးတွေအများကြီးလွာရွာရမယ်လို့သတင်းရရှိပါရယ်တို့တဲ့ကြောင့်ဒီမိုးတွေကိုလေကိုရရှင်အစီအစဉ်ပေးပါပြည်သူတွေဒုက္ခမရောက်အောင် နေ့ချိန်မှနေအပြင်ညချိန်မှလအပြင်မိုးချိန်မှမိုးအပြင်ဘရောရာသီဥတုတွေကဘာမြေကြီးရဲ့အပုံတံတန်တွေစီးဆင်းမှုတွေကြောင့်လူသားတွေဒုက္ခမရောက်စေဖို့သူပြင်ဆင်ကောင်းကြီးပေးပါသူသဖြင့်တရမြန်မာနိုင်ငံမှာရှိတဲ့သူတွေအတွက်ဘေးဒုက္ခတွေကပ်ဆိုးတွေထပ်ပြီးတော့မှသဘာဝကြောင့်ပဲဖြစ်လူတွေကြောင့်ပဲဖြစ်မရောက်စေဖို့ကြရှင်သူကောင်းကြီးပေးကွယ်ကပြင်ဆင်တော်မူပါကိုရောကိုတနာတခန်တောင်းလျှောက်ခြင်းဖြစ်ပါတယ် ာသမီးတွေဒုက္ခတွေများကြီးခံစားရတဲ့အဖြစ်တွေရှိပါကလည်းအဖြစ်တွေလွတ်လပ်ဒီဘေးဒုက္ခတွေမှလွတ်မြောက်စေပါသူသဖြင့်လူလုတဲ့ဘေးတွေကိုခံစားရတဲ့အခါမှာကိုရရှင်အဲ့ဒီဘေးဒုက္ခတွေကိုလုံးဆောင်တဲ့သူကိုရရှင်တားမြစ်တော်မူပါလူသားဆန်တဲ့သဘောတွေသူတို့ရှင်မှာပြင်ဆင်ပေးပါလူသက်ကိုတန်ဖိုးထပ်တက်ဖို့သူတို့ကိုတွင်တင်ပြင်ဆင်ကောင်းကြီးပေးပါကိုယ်တော်တာသမီးရဲ့ပြစ်တွေကိုလည်းလွတ်လပ်များပြည့်စုံသာပေးပါ။နောင်လာအနာဂတ်သားတွေအတွက်ကောင်းမွန်ဆုံးနိုင်ငံကြီးကိုခြံထားနိုင်မှာဖြစ်ကြောင်း ကောင်းကြီးပေးပါ။လုံချီသူများ၊သူသူနာများ၊သုံးဆရာများ၊မှုရဆောင်များအားလုံးရဲ့လုံချီခြင်းကိုရရှင်ကောင်းကြီးပေးလက်ဒီမြော်ပြည်ကြီးကိုလွတ်မြောက်ချမ်းသာသောခွင့်ကိုပေးသနာရမှုပါ။တရားရဲဘက်ကယက်တီရှင်သင်ဆူတောင်းပေးနိုင်တဲ့ယုံကြည်သူတွေတည်တည်ဖြစ်စေပါမည်ကြောင့်လည်းကောင်းကြီးပေးသနာမှုပါမကောင်းတဲ့နေရာတွေမှာကော်ရရှင်ပြင်ဆင်ကွဲကားပါမတရားချုံနှောင်ခံတဲ့လွတ်မြောက်စေပါမတရားဆူဆောင်ခံတဲ့လွတ်မြောက်စေပါမတရားသဖြင့်ကြံစည်တဲ့သူတွေအားလုံးရဲ့အကျင့်စီတွေအားလုံးလည်း ျက်စီးပြမတရားသူတွေရဲ့တက်တာမှာအောင်ပွဲများဖြင့်ပြေဆုံးစေပါမည်အကြောင်းသခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြည်ပြုလက်သနာခံဆုတောင်းကြပါရစေဗျာအာမင်